ဒီနေ့ကနေစပြီးလာမယ့်အပတ်အတွင်းမှာကျွန်တော်တို့ဒီလူတွေကြားထဲမှာတက်ပြီးတော့မှလေးမထားဘဲနဲ့တော်တော်လေးလည်းအရေးကြီးတဲ့ topic အကြောင်းတစ်ခုကျွန်တော်ပြောပြချင်တယ်ပေါ့နော်အဲ့ဒါပြောမယ်ဆိုရင် emotion suppression ကိုယ့်ရဲ့ခံစားချက်တွေကိုမထုတ်ပြတတ်ပဲအကုန်လုံးတိမ်စီထားခြင်းရဲ့ဆိုးကျိုးတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကဒီအရင် session နဲ့မတိုင်ခင်ကတည်းကနေဒီအခုချိန်ကြီးလောက်ပေါ့နော်ကျွန်တော် emotion တွေ suppress အရန်လုပ်ခဲ့ပါတယ်အဲ့လိုမျိုးလုံရင်းနဲ့ပဲအရင်ကတည်းကနေနှစ်ပေါင်းကြာလာတဲ့အချိန်မှာ ကျွန်တော်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာတွေမကဘဲနဲ့ဒီရုပ်ပိုင်းဆိုင်ရာပါတော်တော်လေးဒုက္ခရောက်ခဲ့ပါတယ်ပြောမယ်ဆိုရင်တန်ပေါင်းနေပါ be strong အရင်မတွေးနဲ့အရင်မခံစားနဲ့မိသားလိုက်တော့ဆိုပြီးတော့မှာပေါ့နော် အတခါလေကျရင်ကိစ္စတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကလေအမြဲတမ်းခန်းစားချက်ကိုထုတ်ပြလိုက်တိုင်းဘေးနားနဲ့အမြဲတမ်း shut down လုပ်ခံရကြရပေါ့နော်အထူးသဖြင့်ယောက်ျားလေးမှဆိုရင်ပို့တွေးရတယ်နေယောက်ျားလေးဖြစ်ရမယ်ယောက်ျားလေးဆိုရင် emotion မပြရဘူးအကုန်လုံးတိမ့်ထားမယ်ဆိုပြီးတော့မှလူတွေကပြောရကြတယ်လူတိုင်းကဘယ်လိုမျိုးပြင်ရမယ်ဘယ်လိုမျိုးတွေးရမယ်ဘယ်လိုမျိုးစဉ်းစားမယ်ဘယ်လိုမျိုးစီစဉ်ရမယ်ဆိုတဲ့အဥ္စာမျိုးကိုတင်ပေးတတ်ကြပေမဲ့ဒါပေမဲ့ဘယ်သူမှဒီဘယ်လိုခန်းစားရမလဲဆိုတဲ့အဥ္စာကိုမတင်ခဲ့ပေးရဘူးပေါ့နော်ဒီကနေ့ပြန်စဉ်းစားကြည့်မယ်ဆိုရင်ဒါတော်တော်လေးတော့စားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကလူ ကျွန်တော်ကလူရကျွန်တော်ကခံစားချက်ကျွန်တော်က emotional creature တွေဖြစ်ပါတယ်ကျွန်တော်ဒီခန်းစားချက်တွေအားလုံးပိတ်ချရလို့မရပါဘူးကျွန်တော်တို့အဲ့လိုပိတ်ချလိုက်တဲ့ချိန်မှာခဏအတွက်ပဲကောင်းတာဆိုပေမဲ့တကယ်တမ်းကျတော့ချိန်ခိုက်ပုံတစ်ခုအချီးကြီးကိုတိဆောက်ပေးနေရတယ်တူတူပဲပေါ့နော်အဲ့လိုမျိုးလူတွေကလည်းအချိန်နည်းနည်းကြာလာနေအများအထူးသဖြင့်လူကြီးတွေမှာတွေ့ရတယ်တချို့လူတွေဆိုရင်ပြောကြတယ်ပေါ့နော် ဒီလူကြီးကဒေါ်လာထွက်ရလွယ်တယ်စိတ်ကြီးတယ်ဆိုပြီးတော့မှတကယ်တမ်းသူတို့ကနည်းနည်းလေးနဲ့ပောက်ကွဲတတ်တာကသူတို့မှအကြောင်းရင်းရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဘေးမှမြင်မှုရကျွန်တော်ကိုယ်တိုင်လည်းခံစားရခဲ့တာမို့လို့ကျွန်တော်ဒီနေ့ကနေစပြီးလာမယ့်အပတ်ထိရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောကိုယ်ဘေးနာ relationship တွေရောကြာလာရင်ဘယ်လောက်ထိကိုယ့်ကိုဝမ်းမြောက်သွားနိုင်လဲဆိုတဲ့အကြောင်းရင်း ခံစားချက်နဲ့ပတ်သက်ပြီးတော့လူတွေရဲ့အလွဲမှယုံကြည်မှုတွေအသွေးတွေနောက်ပြီးတော့လည်းကျွန်တော်တကယ်ကြုံခဲ့ရတဲ့ဆိုးကျိုးတွေကိုကျွန်တော်ပြန် sharing လုပ်ပေးမှဖြစ်တဲ့အတွက် DI နဲ့ပတ်သက်ပြီးတော့မှ update တွေကြည့်ရှင်နေရဆိုရင် follow button လေးနှိပ်ထားပြီးတော့မှစောင့်မျှော်နေလို့ရပါတယ်